ဒေသများအားလုံးပဲမင်္ဂလာပါရှင်။ Starlight Day Story Channel ကနေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့သရေပုံမြင်တစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါရှင်။လွန်ခဲ့တဲ့နေပေါင်းများစွာကမြန်မာနိုင်ငံမြင်းငယ်လိုရွာလေးတွေမှာဘို့တူရှိခဲ့ပါတယ်။ သူ့နာမည်ကတော့ဥတာပုံလို့ခေါ်ပါတယ်။အဲ့ဒီအဖိုးဥတာပုံမှာဒေါင်းဆိုတဲ့သားတစ်ယောက်ရှိပါတယ်။ဒေါင်းကခလေးဘွားတော်ကဥတာပုံနဲ့အတူနေထိုင်ခဲ့ပေမဲ့သူ့အရွယ်ရောက်လာတော့ရန်ကုန်မှာပဲပညာသင်ဖို့ပြောင်းရွှေ့ခဲ့ရပါတယ်။ဒါကြောင့်မလို့ဥတာပုံကရွာမှာတယောက်တည်းနေခဲ့ရပါတယ်။နေ့နေ့ငယ်ကြမှာသာသားဖြစ်သူနဲ့တခါတလေတွားရောက်တွေ့ဆုံလေးရှိခဲ့ပါတယ်။ ဒီလိုနဲ့တနေ့မှာတော့တောင်ကပညာလေးတင်ယူပြီးတဲ့နေ့မှာတော့ရွာကိုပြလာခဲ့ပါတယ်။အဖေနဲ့သာပြန်ဆုံတော့နှုတ်စလုံးကဝမ်းသာပျော်ရွှင်ကြပြီးတော့ချစ်ချင်းမြတ်တာတွေလွမ်းဆွမှုတွေနဲ့ဖြည့်ဖန်လိုက်ကြပါတော့တယ်။ဒါဒီခေါက်ပြန်လာတာကဒါအဖေပြန်လာတာနော်။ဒါចောင်းပြီးသွားပြီမလား။အဖေနဲ့အတူပဲနေတော့မယ်မလားယ။ဥဒါပေါင်းကဝမ်းသာအားရှာနဲ့မိလိုက်ပါတယ်။ဟုတ်ကဲ့ပါအဖေရဲ့။ဒါလည်းအဖေနဲ့အတူနေချင်တာပေါ့။ ဒါပေမဲ့အဖေရဲ့တားကကြောင်းပြီးရယ်ဆိုပဲနဲ့အလုပ်ပြန်လုပ်ရအောင်မယ်လေအဖေရဲ့အဖေကိုသာရှာကျွေးအောင်ပါအဲ့ဒါကြောင့်မို့တားပြန်သွားရင်အဖေစိတ်မဆိုးပါနဲ့နော်ရပါတယ်တားရဲ့အလုပ်ဆိုတော့လည်းလုပ်ပေါ့ကိစ္စမရှိပါဘူးဆက်သားလုပ်ပါအားတဲ့အခါမှဒီလိုပဲပြန်လာပေါ့ဥဒါပုံကတားကိုနားလေပေးလိုက်ပါတယ်อืมအဖေလိုနားလေပေးတဲ့ဖခင်မျိုးရှိတဲ့အတွက်တားရန်ကန်ကောင်းတာပဲဖေရဲ့ အလုပ်ကိစ္စကိုလည်းအကုန်လုံးနားလေပြီးတယ်။အဖေကဒါကျေးဇူးအများကြီးတင်ပါတယ်ဗျာ။ဒါအလုပ်တွေလုပ်မယ်။ပြီးရင်အလုပ်တွေအားတာနဲ့အဖေအစီကိုချက်ချင်းပြန်လာခဲ့မယ်။ပတ်စံနဲ့အများကြီးရင်အဖေနဲ့တူနေမယ်လေ။ဒီလိုနဲ့သူတို့ဒါဘာနဲ့ရောက်စကားဆံပြီးပြောခဲ့ကြပါတယ်။ညနေခင်းမှာတော့အဖေနဲ့ဒါဟာပြေပြေရွှေရွှေနဲ့စကားပြောဆိုကြရင်နဲ့အတူထိုင်ပြီးတော့ထမင်းစားခဲ့ကြပါတယ်။အိမ်ပြန်ရောက်ပြီးတော့အဖေချက်ကျွေးတဲ့ဟင်းနေရာတွေကို ထောင်းကအာရပါရစာရင်နဲ့အရင်တုန်းကအဖေနဲ့အတူရှိခဲ့တဲ့အခြေအနေကိုသတိရရင်နဲ့အရန်ကိုပျော်ရွှင်နေခဲ့ကြပါတယ်။ဒီလိုနဲ့နေရောက်တာကပျော်ရွှင်နေတော့မှာပဲ။ဖိုးသိလို့ခေါ်တဲ့လူငယ်တယောက်ကထိမ့်တဲ့ကြားနဲ့သူတို့စီကိုဖြေးလာခဲ့ပါတယ်။ဖိုးသိဟာတောင်ရဲ့တငယ်ချင်းတယောက်လည်းဖြစ်ပါတယ်။ဖိုးသိရဲ့ပုံစံကိုမြင်တော့ဥတာပုံကအရန်ကို ထိမ့်တဲ့ကြားနဲ့မိခဲ့ပါတယ်။ ဖိုးတဲ့ကသူ့အဖေဟာတရေအမှုခံရကြောင်းပြောပြပြီးတော့ရွာမှာတရေနေနေနိုင်တဲ့အတတ်ပညာရှင်မရှိတဲ့အတွက်ဥဒါပုံကိုလာရောက်အကူအညီတောင်းခံတာလို့ဆိုပါတယ်။ဖိုးတဲ့ရဲ့စကားကိုကြားတော့ဥဒါပုံလည်းချက်ချင်းလိုက်သွားခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ဓာတ်မရှိတဲ့အချိန်တွေမှာဖိုးသက်ကပဲဥဒါပုံကိုအမြဲခယူတဆိုင်ပေးလို့ရှိတာမို့လို့ပါဖိုးသက်ရဲ့အိမ်ကိုရောက်တော့ဖိုးသက်ရဲ့အဖေကတကယ်ပဲတရေပူခံနေရတာကိုတွေ့ခဲ့ရပါတယ် ဟေးမင်းကဘယ်သူလဲတရေလားဘဲကလာတာလဲသွားဒီခန္ဓာတွေကနေထွက်သွားလိုက်စမ်းဒီရွာတွေကလူတွေကို လာပြီးတော့မနှောက်ရှက်နဲ့ဥဒဘုံကပြောပေမဲ့တရေကထွက်ခွာဖို့ငင်းဆန်ခဲ့ပါတယ်ဒါကြောင့်ဥဒဘုံကအတင်းချက်အင်အားသုံးရပါတော့တယ်သူကဖိုးသရဲ့အဖေကိုဖမ်းဆီးချုံနာမှုအတွက်တောင်းတဲ့ဖိုးသကိုအခုညီတောင်းလိုက်ပါတယ်။အဲဒီနောက်မှာတော့ ဥသာဘုံကသူ့ရဲ့အတတ်ပညာတွေကိုအသုံးပြုပြီးတော့တရေကိုနှင်ထုတ်လိုက်ပါတယ်။ဒီလိုနဲ့မိနစ်20ခန့်ကြာပြီးတဲ့နောက်မှာတော့ဖိုးသည်ရဲ့အဖေစီကနေပြီးတော့တရေကထွက်သွားပြီးတော့ဖိုးသည်နဲ့ဂျောင်းတို့လည်းပြန်မှန်းနှဲနေသွားခဲ့ကြပါတယ်။ဥသာဘုံခမညာလာရောက်ကူညီပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။ဥသာဘုံသာမရှင်ကျွန်တော်တို့သားဖာတေတော့ပြီဗျ။ဒီလိုနဲ့ ဖို့တဲ့ကလည်းဂျေစုတင်စွာပြောခဲ့ပြန်ပါတယ်။ရပါတယ်ကွာ။ဒီညတော့မင်းဖေကိုတေချာကူးဆိုင်ကြည့်ရှုလိုက်ပါ။အဲ့ဒီတရေကိုငါစိတ်မချလို့ပါ။တကူဆိုရင်ငါကိုလှမ်းခေါ်လိုက်ဖို့တဲ့ကြားလား။ဒါမှမဟုတ်ရင်မင်းကြောင့်နေရင်တောင်းကိုပါမင်းဖေနဲ့အတူစောင့်ကြည့်ဖို့အကူအညီတောင်းပါလား။ဥဒါဘုံကပြောခဲ့ပါတယ်။ရပါတယ်ဥဒါဘုံရဲ့။ကျွန်တော်တယောက်တည်းလည်းလုံနိုင်ပါတယ်။ အခုတောင်းကကုမမျိုးကပြန်လာတာလေကျွန်တော်သူ့ကိုအလုံးမရှုပ်စေချင်ပါဘူးဗျာဒီနေ့မှရောက်လာတော့လေသူ့ပင်မန်းနေမှာပေါ့နားကျင်နားမှာပေါ့ဒီလိုနဲ့ဥဒဘုံတို့အသားဖာကကောင်းပြီလေမင်းသဘောပါပဲဒါဆိုတောင်းနဲ့ငါပြန်တော့မယ်နော်ဒီလိုနဲ့နောက်တနေ့မနက်မှာတော့တောင်းကညာကကိစ္စနဲ့ပတ်သက်ပြီးတော့သူ့ဘေကိုမေးမြန်းစစ်ဆေးဖို့စဉ်းစားလိုက်ပါတော့တယ်။တောင်းကမြို့မအကြကြီးနေခဲ့တာကြောင့် တရေတစေတွေကိုတိတ်ပြီးတော့အယုံကြည်မရှိခဲ့ပါဘူးအဖေညာကဖြစ်ခဲ့တဲ့ဖိုးသေးရဲ့အဖေတည်းမှာတရေဝင်ပူးနေတဲ့အเจ้าညာကတကယ်ရောဟုတ်ရဲ့လားဖေဒါတော့မယုံဘူးဒီเจ้าညာတို့ကိုယုံလည်းမယုံချင်းဘူးအော်ငါသားရဲ့လူတွေမမြင်နိုင်တဲ့အရာတွေရှိတယ်သားရဲ့မရှိဘူးလို့မဆိုလိုဘူးဥဒါပေါင်ကဒီလိုပဲပြန်ဖြေခဲ့ပါတယ်မဟုတ်ဘူးသားကတော့မယုံဘူးဖေ ဖိုးသိရဲ့ဖေဒီလိုမဖြစ်ခင်ကအရက်သွားတော့တယ်လို့တားကြားခဲ့တယ်။ဒါကဖိုးသိရဲ့ဖေတောက်ထားတဲ့အရက်ကြောင့်သူ့ကိုယ်သူထိန်းချုပ်လို့မရဘဲနဲ့ဒီလိုဖြစ်သွားတယ်လို့တားထင်နေဗျာ။အင်းခတ်တော့ခတ်နေပြီတားရဲ့။တားကိုဘလို့ရှင်းပြရမှန်းတော့မသိတော့ဘူး။ဒါကကိုပါယုံကြည်ချက်တစ်ခုပါ။တားကမယုံကြည်ရင်လည်းအဖေကအတင်းကျပ်ယုံခိုင်းလို့မှမရတာ။ဒါပေမဲ့ဖိုးသိရဲ့အဖေကိုတည့်ရဲမပူဘူးလို့တားထင်။ အဖေကအခုပြီးလိုက်တာနဲ့ဘာလို့တက်တာသွားရတာလဲဒီလိုနဲ့တောင်းဟာအဖေရဲ့စကားတွေကိုကြားလိုက်ရတော့အံ့အားသင့်ပြီးတော့ဘာမှပြန်မပြောနိုင်ခဲ့ပါဘူးတောင်းဟာရွာမှာရက်အနေငယ်ကြာနေပြီးတဲ့နောက်မှာတော့အလုတ်ကတိတ်မရှိတဲ့အတွက်ပြင်းရည်လာခဲ့ပါတယ်ဒါကြောင့်သူကအပန်းပြေဖို့အတွက် တော်ရဲကိုအမဲလိုက်ဖို့သွားမယ်လို့စဉ်းစားလိုက်ပါတယ်သူရဲ့ဖေကဒါစီဖို့ကြိုးစားပေမဲ့တောင်းကနားမထောင်ခဲ့ပါဘူး ။ဒါအဖေမင်းကိုမသွားစေရင်ဘူးကွာ။ဒီပါဝင်းချင်းကတော်ရီရဲ့အန်တီကတခြားတော်ရီနဲ့မတူဘူးကွာ။အဖေမင်းကိုတယောက်တည်းမသွားစေချင်လို့ဖိုးသိက်ကိုခေါ်သွားဖို့ပြောပေမဲ့ဖိုးသိက်ကမအားသေးဘူးလို့ပြောတယ်။အားကြောင့်ဖိုးသိက်မပါဘဲနဲ့မသွားပါနဲ့ကွာ။ဟာကိစ္စမရှိပါဘူးဖေရဲ့။သားငငယ်လေးတွေကဒီတော်ရီကိုသွားဘူးသားပဲ။ဒါဆိုရင်အဖေးလိုက်မယ်ကွာ။မဟုတ်ရင်မင်းလမ်းပြောင်းနေလိမ့်မယ်။ ဦးတာမောင်ကမယမကပြောပါတယ်။ဒါပေမဲ့လေသူ့ရဲ့သားကဟာဖေရဲ့ဘာလို့ဒီလောက်တောင်စိုးရင်နေရတာလဲ။သားကိုမစိုးရင်ပါနဲ့။သားလည်းအရွယ်ရောက်နေပြီ။ဘာမှမဖြစ်ဘူးဟုတ်ပြီလား။တောင်ကသူ့ရဲ့ဖေကိုပြောပြီးတော့ချက်ချင်းပဲထွက်ခွာသွားပါတော့တယ်။တောင်ကလူတော်များများမဝင်ရဲတဲ့တရဲတဲ့စီတွေရှိတယ်လို့ကောလာဟာလာတွေထွက်နေတဲ့မြမထိုင်းနေဆက်ဘက်ကတော်လေးကိုဥတီသွားခဲ့ပါတယ်။တောင်ဟာ အဲ့ဒီအကြောင်းလေးကိုမသိတဲ့အတွက်ဝင်သွားခဲ့တာလည်းပါပါတယ်ဒီလိုနဲ့တောင်ကအမဲလိုက်နဲ့တော်လေးကိုရောက်တော့သူ့ရဲ့ပစ္စည်းတွေကိုပြင်ဆင်ပြီးတော့အမဲလိုက်ဖို့အတွက်တပင်ကြီးတပင်ပေါ်မှာလင်းစင်တစ်ခုစောက်လိုက်ပါတယ်ပြီးတော့တနက်ကိုကင်ပြီးတော့အဲ့ဒီလင်းစင်ပေါ်မှာရက်ကဖေညာကြည့်ရင်နဲ့သေးငယ်တဲ့သားကောင်ကြီးမားတဲ့သားကောင်လေးကိုရှောင်ဖွေပါတော့တယ်။တောင်းရဲ့ပြမကတော့သားကောင်အုပ်တော်ဖြစ်ပါတယ်။ ဒီလိုနဲ့တောင်ကတားကောင်ကိုအကြာကြီးစောင့်ကြည့်ပြီးတဲ့နောက်မှာတော့ဝက်တကောင်ကိုတွေ့လိုက်ရပါတယ်။ဒီလိုနဲ့ဝက်ကိုတွေ့တာနဲ့ဥတီပြီးတော့တနတ်နဲ့ချိန်လိုက်ပြင်မယ်။အဲ့ဒီချိန်မှာပဲတောင်ဟာအမျိုးသမီးတူရဲ့အတန်ကိုတန်တရားဖြစ်ဝင်ကြားလိုက်ရပါတော့တယ်။သူကအဲ့ဒီအမျိုးသမီးရဲ့အတန်ရာကိုလိုက်ရှာကြည့်လိုက်တော့ညတကောင်ရမှာရေစင်ကစားနေတာကိုတွေ့လိုက်ရပါတော့တယ်။ညတကောင်မှာအမျိုးသမီးတယောက်တည်းဒီလိုရေချိုးနေတာကို တောင်းကထူးဆန်းတယ်လို့ခံစားလိုက်ရပါတယ်။ဒါပေမဲ့သူမရဲ့လှပမှုတွေဆွဲဆောင်မှုတွေကအရန်ကိုပြင်းပြလွန်နေတဲ့အတွက်တောင်းတယောက်ကပူရိတာယောက်ျားအနေနဲ့မနေနိုင်ခဲ့ပါဘူး။ဒါကြောင့်တောင်းကတပ်ပင်ပေါ်ကနေဆင်းပြီးတော့သူမရေချိုးနေတာကိုခိုးကြည့်နေခဲ့ပါတယ်။အဲ့ဒီအမျိုးသမီးရဲ့အသားရေပေါ်ကိုနားယောင်ရဲ့အလင်းယောင်ကထိုးကျနေကြကြောင့်သူမရဲ့ခန္ဓာကိုအလှပါက ဖို့ပြီးတော့တောက်ပနေခဲ့ပါတယ်။ အဲ့ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အတောင်ကအမျိုးသမီးရဲ့အလှပတွေကိုမခံစားနိုင်တော့ဘဲနဲ့တပ်ပင်ပေါ်ကနေဆင်းပြီးတော့အမျိုးသမီးကိုချောင်းချီဖို့အတွက်သွားခဲ့ပါတယ်။သူမရဲ့အသားရည်ပေါ်ကိုလာရောင်ရဲ့အလင်းတန်းကထိုးကျနေတာကြောင့်သူမကပို့ပြီးတော့တောက်ပလှပနေခဲ့ပါတယ်။အဲ့ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အတောင်ကတော့ပူရိသာယောက်ျားလေးလိုအလိုရမတ်တွေကြီးလာတဲ့စိတ်တွေဝင်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတောင်ကအသိကိုင်းကို မတော်မဆနေမိလိုက်တဲ့အတွက်အတန်ကအခြေကြီးထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီအတန်ထွက်ပေါ်လာတော့အမျိုးသမီးကလန့်သွားပါတယ်။အတန်ကြားလိုက်ရတဲ့အချိန်မှာတော့အမျိုးသမီးကအချက်ချင်းပဲလန့်သွားခဲ့ပါတယ်။ဘာတူလဲ။ကျမရေချိုးနေတာဘာသူချောင်းကြည့်နေရလဲ။အခုထွက်လာခဲ့ပါ။အဲ့လိုပြောလိုက်တဲ့အချိန်မှာတော့တောင်ကထွက်လာခဲ့ရပါတယ်။အော်ဟိုဟိုဟိုလေ။ မဟုတ်ပါဘူး။ငါမင်းရေချိုးနေတာကိုလာချောင်းကြည့်တာမဟုတ်ပါဘူး။ငါတခုခုရှာဖို့လာခဲ့တာ။ပြီးတော့မင်းကရောညတကောင်ရံမှာဒီလိုမျိုးတယောက်တည်းရေချိုးဖို့ဘာလို့တက်တိတွေရှိလာရတာလဲ။အော်ဟိုလေဟိုကျမကတောပစ္စည်းလေးတွေလာရှာဖို့ထွက်ခဲ့တာပါ။တိတ်ဥတ္ထုလေးတွေပေါ့။ဒီလိုနဲ့လမ်းရှောင်ရာဒီဥတ္ထုပူလာလို့ရေချိုးဖို့အစင်းလာခဲ့တာပါ။သူမကလည်းပြန်ဖြေခဲ့ပါတယ်။ သူတို့နဲ့သူတို့နှစ်ဦးကအရင်ဆုံးတဦးနဲ့တဦးမိတ်ဆက်ခဲ့ကြပါတယ်။အမျိုးသမီးရဲ့နာမည်ကတိန်ဟေမန်ဖြစ်ပြီးတော့တော်ရဲကတိတ်ဦးတိတ်ဖူတွေကိုရှာဖို့ထွက်လာတယ်လို့ပြောခဲ့ပါတယ်။သူမကတောင်းနဲ့တွေးဆောင်ရတာကံကောင်းတယ်လို့လည်းဆိုပါတယ်။မဟုတ်ရင်သူမကတားရဲ့တရိတ်ဆန်ရဲ့အစာဖြစ်သွားနိုင်တယ်လို့လည်းပြောပါတယ်။ကောင်းမွန်တဲ့အငွေသက်တွေကြမှာ သူတို့နှစ်ဦးဟာအရင်ညမှာပဲချစ်တဲ့သူတွေဖြစ်သွားခဲ့ကြပါတယ်။ သူတို့ချင်းသူတွေဖြစ်သွားပြီးတဲ့နောက်မှာတော့မိန်းကလေးကသူမရဲ့အမှန်တရားကိုတောင်းကိုဖွင့်ပြောခဲ့ပါတယ်။သူမမှာဖခင်သားမမဟုတ်မိခင်မရှိတဲ့အတွက်သွားစရာနေရာလည်းမရှိဘူးလို့ဆိုပါတယ်။သူမကတောင်းနဲ့အတူနေခြင်းကြောင့်လည်းပြောပါတယ်။တောင်းကလည်းသဘောတူခဲ့ပါတယ်။သူတို့နဲ့သူတို့နှစ်ဦးစလုံးကအနှူးသဘောတူပဲယူလိုက်ကြပြီးတော့တောထဲကနေထွက်ပြီးတော့ရွာထဲကိုပြန်ခဲ့ကြပါတယ်။ဒါပေမဲ့ရွာဝင်းကိုရောက်တဲ့အခါမှာတော့ အမျိုးသမီးကရွာသူရွာသားတွေရှေ့မှာ အရှက်ရမှာစိုးရင်တဲ့အတွက်ရွာလေးကိုဝင်ဖို့မရဲဘူးလို့ပြောပါတယ်။အဲဒီအတွက်ကြောင့်မို့သူမကရွာလေးကိုဘလို့မှမဝင်ရဲပါဘူး။ရွာပြင်ကလေထဲမှာပဲနေဖို့ခွင့်တောင်းခဲ့ပါတယ်။ဒီကိစ္စကိုတောင်းကလည်းသဘောတူလိုက်ပြီးတော့တောင်းကလည်းသူမကိုစိတ်သက်သာရာရစီဖို့အတွက် လေခွင်းထဲမှာပဲသူတို့နှစ်ဦးကနေထိုင်ခဲ့ကြပါတယ်။သူမရဲ့အစာရေစာအတွက်တောင်ကသူ့အိမ်မှာ ထမင်းနဲ့ရေစားတဲ့အစားအစာတွေကိုယူခဲ့ပါတယ်။ တောင်ကသူ့ရဲ့အိမ်မှာအဝယ်စားတဲ့ပစ္စည်းတွေကိုယူဖို့ပြင်ဆင်နေတော့မှပဲဦးသာပုံကရောက်လာပြီးတော့ตาဘယ်သွားမလို့လဲตาခုမှပြန်ရောက်လာတာလေဘယ်သွားမလို့လဲဩအဖေตาตาလေထဲမှာသွားရင်မလို့အဖေကျွတ်ထောင်ချောက်တွေထောင်မလို့အဖေရဲ့လေထဲမှာကျွတ်တွေအများကြီးပဲဒါဆိုပစ္စည်းတွေပါဘာလို့အများကြီးသဲနေရတာလဲဘယ်နှညာအိမ်မှာမလို့လဲ ဥဒပုံကဒီလိုပဲမိခဲ့ပါတယ်။နှစ်ရက်သုံးရက်လောက်ပါပဲအဖေရဲ့တက်နိုင်တဲ့များချွတ်တီများများဖမ်းပြီးတော့ရန်ကုန်ကိုပြန်တော့မယ်လို့တောင်ကပြောခဲ့ပါတယ်။ဒါဆိုသားရဲ့ကြွက်ပဲသွားထောင်ဖို့ဘာလို့အိပ်ပါအိပ်ရမှာလဲ။တောင်ကဘာမှစကားအများကြီးမပြောဘဲနဲ့အိမ်ကနေ အမြန်ဆုံးထွက်သွားသွားခဲ့ပါတယ်။တောင်ရဲ့ပုံစံကြောင့်ဥဒပုံကအရန်ကိုအံအားတင့်သွားခဲ့ပါတယ်။ တောင်ရဲ့ပုံစံဒီလိုမျိုးဖြစ်တာတခါမှဥသာဘုံမမြင်ဘူးခဲ့ပါဘူး။အဲဒီနေ့ကစားပြီးတော့တောင်ဟာလေခွင်းထဲမှာတိတ်ဟိမန်နဲ့အတူပုံမှန်နေခဲ့ပါတယ်။နေ့ရောညပါအဲဒီမှာပဲနေပြီးတော့တခါမှအိမ်ပြန်မလာခဲ့ပါဘူး။ဒီလိုနဲ့ဖားပင်ဖြစ်သူဥသာဘုံကလည်းအံ့ဩပဲမဲ့ဘာမှမပြောခဲ့ပါဘူး။သူ့သားကရန်အနေငယ်အတွေ့မှာရန်ကုန်ကိုပြန်တော့မယ်လို့ပြောခဲ့တာကြောင့်မှဒါပေမဲ့အဲဒီနေ့ကစားပြီးတော့တောင်က တခါမှအိမ်ကိုဖြတ်မလာတော့ပါဘူး။နေ့ကနေညာတည်းသူနဲ့တေဟီမန်တို့နှစ်ယောက်သားကလေကွင်းထဲမှာပဲအိပ်စားနေကြပါတယ်။ဒီလိုနဲ့ဖခင်ဖြစ်သူကတဖြည်းဖြည်းနဲ့တန်တရားတွေစဝင်လာပါတော့တယ်။ဒါပေမဲ့ဒါဖြစ်သူကိုမေးတဲ့အခါမှာတော့ဘောင်ကသူ့ကိုစူပူချိန်မောင်းခဲ့ပြန်ပါတယ်။ဒါကြောင့်ဥဒဘုံကသူ့သာပြောင်းလဲသွားပြီဆိုတာကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရပါတော့တယ်။ ။နောက်တစ်နေ့မနက်မှာတော့ဖိုးသစ်ကဥဒဘုံစီကိုမပြောသေးတခိုင်လာတောင်းပါတယ်။ဥဒဘုံကလည်းလေကွင်းဘေးကဥယျင်ထဲမှာခြိုက်တဲ့လောက်သားရှာလို့ပြောခဲ့ပါတယ်။ဒါနဲ့ပဲဖိုးသစ်လည်းဥဒဘုံရဲ့လေကွင်းကိုသွားရောက်ခဲ့ပါတယ်။ဖိုးသေးကငပြောသည်ခူးနေတော့မှပဲလူတေဦးရဲ့စကားပြောတဲ့ကိုကြားလိုက်ရပါတယ်။သူလှမ်းကြည့်လိုက်တော့တောင်းတယောက်ဖြစ်နေပါတယ်။တောင်းဟာတယောက်တည်းထိုင်ပြီးတော့စကားပြောနေတာကိုတွေ့လိုက်ရတဲ့အတွက် ဖိုးသည့်တရားကိုအကြီးအကျယ်ပဲထိတ်လန့်အံ့ဩသွားခဲ့ပါတယ်။ဖိုးသည့်ဟာချက်ချင်းပဲအိမ်ကိုပြန်ပြေးပြီးတော့ဥဒပုံကအဲ့ဒီအကြောင်းကိုပြောပြခဲ့ပါတယ်။"ဦးလေးအခုလေးရင်ကျွန်တော်ဓာတ်ကိုလဲဝင်းထဲမှာတွေ့ခဲ့တယ်ဗျ။သူတယောက်တည်းထောင်ပြီးတော့စကားတွေပြောနေတာဗျ။သူယူများယူသွားပြီလားဗျ။ဖိုးသည့်ကအဲ့ဒီလိုပဲပြောခဲ့ပါတယ်။ဖိုးသည့်မိငါသားကိုယူနေတယ်လို့ပြောရတယ်လား။ဥဒပုံကဖိုးသည့်ကိုဒေါသတကြီးနဲ့အမိလိုက်ပါတယ်။ တကယ်ပါဗျာဦးလေးရဲ့ကျွန်တော်တကယ်ပဲဒီမင်းဝန်းကိုမြင်ခဲ့ရတာဗျာဒီလိုနဲ့ဥဒါပုံကစိတ်ထဲကနေပြီးတော့อืมဒါဆိုရင်ဒီအเจ้าရကတောင်းအိမ်ပြန်မအိတ်တိုင်အเจ้าရင်းပဲဖြစ်ရမယ်ဥဒါပုံလည်းတန်တရာစိတ်စဝင်လာခဲ့ပါတယ်อืมမင်းပြောသလိုပဲဖြစ်နိုင်တယ်တော်တဲ့ဝင်ပြီးတော့ထွက်လာတဲ့နေ့ကနေစပြီးတော့ तू အဲ့ဒီလေတော်ထဲမှာပဲအိတ်တော်တာအိမ်ကိုတကားမှပြန်မလာတော့ ကြည့်လို့နဲ့မကြခင်မှာပဲတောင်းကအိမ်ကိုပြန်ရောက်လာခဲ့ပါတယ်။ဒါဘာပြန်လုပ်တာလဲတောင်းဦးသာပုံကခက်ထက်ထမ်းပဲမေးလိုက်ပါတယ်။ဒါထမင်းချဖို့ဆန်ကုံသွားလို့ဆန်လာอยู่ရပါဖေ။ဒါရဲ့မင်းပါတွေလုံနေတာလဲပြီးတော့အရန်ကိုထူးဆန်းနေတယောက်ထဲလဲနေတယ်ဘာလို့ဆန်းနေအများကြီးอยู่သွားပြီးတော့ကုံသွားရတာလဲဒီလောက်ရအနေငယ်အတွင်းမှာမင်းတယောက်ထဲကဟုတ်ရဲ့လားဘသူနဲ့နေရလဲ။ မဟုတ်ပါဘူးဖေရဲ့ตาဘသူနေမှာမနေပါဘူးဒီရပိုင်းตาအများကြီးစားမိလို့ပါတောင်ကဒီလိုပဲပြန်ဖြေခဲ့ပါတယ်ตาရန်ကုန်ကိုပြန်ဖို့ဘယ်နေရလို့ဒီလဲမင်းပါဖေလို့အဖေကိုပုတ်ပွင့်နေလဲမပြောတာလေမင်းအခုလို့လုံနေရတယ်ကအဖေတန်တရားတွေဝင်လာတယ်ကွာတခုခုပြောစရာရှိရင်ပြောပါကွာမင်းကိုအဖေကောင်းကောင်းနားလည်ပေးပါမယ်မင်းကတယောက်တည်းမဟုတ်ပါဘူးตาရဲ့မင်းမှာအဖေရှိပါတယ် မင်းဒီလိုလုပ်တာတခါမှဖေးမမြင်ဘူးဒီလိုနဲ့ကြောင်ကသူ့ရဲ့အဖေကိုအမှန်တရားအလုံးကိုပြောပြခဲ့ပါတယ်ဦးတော်မောင်ကတောင်းပြောသမျှကိုနားထောင်ပြီးတော့တောင်းရဲ့အမျိုးသမီးကိုအိမ်ကိုခေါ်လာဖို့ပြောခဲ့ပါတယ်တောင်းကလည်းအဖေဖြစ်သူကိုခွင့်လွှတ်ပေးဖို့တောင်းမှန်ခဲ့ပါတယ်ဒီလိုနဲ့သူတို့တွေအတူနေထိုင်ခဲ့ကြပါတယ်တနေ့မှာတော့ဦးတော်မောင်ကတောင်းရဲ့အမျိုးသမီးကိုရေးသွားခတ်ဖို့ပြောလိုက်ပါတယ် အဲဒီနောက်မှာတော့ဥဒဘုံကသူ့ရဲ့သားနဲ့နှစ်ဦးတည်းတည်တံစကားပြောပြခဲ့ကြပါတယ်။ဒါဒါအဲ့ဒီမိန်းကလေးကိုဘယ်ကမင်းခေါ်လာတာလဲ။သားရဲ့မိန်းမကလူတော်ဟုတ်ရဲ့လား။ဒါမှမဟုတ်အယူမလား။ဒီလိုတောထဲမှာတယောက်တည်းသွားနေတာဝိညာဉ်တွေများလား။တရေမှများဖြစ်နေမလားသားရဲ့။ဟာအဖေကလည်းဘာလို့ကျွန်တော်ရဲ့မိန်းမကိုဒီလိုပြောရတာလဲ။ သူသိသွားရင်စိတ်မကောင်းဖြစ်လိမ့်မယ်ဖေရဲ့။သူကတရေလည်းမဟုတ်ဘူးလူပါဖေရဲ့လူအတိုင်းပါပဲ။အဖေရဲ့အဖေကတရေတွေကိုနှိမ်နေနိုင်နေဆိုပေမဲ့ဒီလိုအစွဲလမ်းတွေကတော့မကြိုက်ပါဘူး။အဲ့လိုယူသေးတဲ့အစွဲလမ်းတွေကိုရက်လိုက်ပါတော့ပဲ။တောင်ကဒေါသတကြီးအတန်နဲ့ပြောလိုက်တဲ့အတွက်ဥဒပုံကလည်းသူသာထွက်သွားမှဆိုရင်လည်းအတွက်ဘာမှအထက်မပြောခဲ့ပါဘူး။အဲဒီမျိုးသမီးရောက်လာတဲ့နေ့ကစပြီးတော့ သူမမှာဒူးဆန်းတဲ့အပြုအမူတွေရှိနေခဲ့ပါတယ်။သူမကနေ့ချိန်မှာရွာလေးကိုမသွားဘဲနဲ့ညချိန်ကျမှသူမအပြင်မှာတယောက်တည်းလမ်းလျှောက်နေတဲ့ပါတယ်။ဦးသားပေါင်းကဒီလိုအချိန်ချင်းခါခါတွေ့နေတဲ့ခါမှာတော့အဲ့ဒီမျိုးသမီးကညတစ်ခေါက်ရံမှာဘေးကိုသွားတာလေဆိုတာကိုသိကျင်တဲ့စူဇန်လိုချင်တဲ့စိတ်နဲ့သူမမကိုလိုက်သွားခဲ့ပါတယ်။ ဒီလိုနဲ့အဲ့ဒီမျိုးသမီးကအိမ်ကနေထွက်လာပြီးတော့အမောင်ဘုံနေတဲ့တောဟုတ်ထဲကိုတယောက်တည်းရှောက်သွားတာကိုဥသာဘုံတယောက်မြင်လိုက်ရပါတော့တယ်။ဒီလိုဆိုသူမကလူမဟုတ်တာသိကြတယ်။တရေမှာပဲဖြစ်နိုင်တယ်။အဲ့ဒီနောက်မှာတော့ဥသာဘုံအိရာဝင်ခဲ့ပေမဲ့တေဟိမန်ကတရေမှာဟုတ်မဟုတ်ဆိုတာကိုတော့တွေးနေတဲ့အတွက်အိတ်မပြောနိုင်ခဲ့ပါဘူး။ ืมငါตาကိုဘယ်လိုပြောရပါမလဲငါမြင်လိုက်ရတာကတိမ်ဟိမန်ရဲ့စပယ်နေကဖြူပွေးနေတာကိုပဲဒါတော့ငယ်ရွယ်တဲ့အမျိုးသမီးတယောက်မှာဒီလိုစပင်ဖြူတွေကဘာလို့ရှိနေတာလဲအဲ့ဒီလိုတွေးနေတော့မှာပဲသူ့ရဲ့အခန်းလေးကိုလူတယောက်ရှောက်လာတဲ့အတန်ကြားလိုက်ရပါတယ်ဒီလိုနဲ့ဥဒပုံကအိတ်ချိန်အောင်စောင့်နေလိုက်ပါတယ်သူ့ရဲ့အခန်းလေးကိုဝင်လာတဲ့သူကတော့တိမ်ဟိမန်ပဲဖြစ်ပါတယ် ူမဟာဥဒါဘုံရဲ့ရှေ့ကိုဖြတ်လျှောက်သွားပြီးတော့ဥဒါဘုံဘက်ကိုလှည့်ကြည့်ပြီးတော့ပြုံးလိုက်ပါတယ်။ဒီလိုနဲ့ဥဒါဘုံကအေးချင်အောင်ဆောင်းနေတဲ့ခါမှာတော့အဲ့ဒီမျိုးသမီးကသူ့နာကိုတဖြည်းဖြည်းတိုးလာပြီးဥဒါဘုံရဲ့ခြေရောက်တွေကိုရှာနဲ့လာရက်ပါတော့တယ်။အဲ့ဒီအပြုမှုကြောင့်ဥဒါဘုံကစိတ်မထိန်နိုင်လို့နေပါ ဖြစ်သွားပြီးတော့အရန်ကိုကြောက်တဲ့အံအာတင့်သွားခဲ့ပါတယ်။ ခဏကြာမှတော့တဲဟီမန်ကဥတာပုံစီကနေထွက်သွားပြီးတော့သူ့ရဲ့အခန်းထဲကိုဝင်သွားခဲ့ပါတယ်။အဲဒီရင်းညာကအဖြစ်အပျက်တွေကြောင့်ဥတာပုံဟာတညလုံးအိတ်မပြောဘဲနဲ့ဇိုးရင်ပူပန်စွာနေခဲ့ရပါတယ်။မနဲ့မိုးလင်းတော့သူဟာအဲ့ဒီမိန်းကလေးအနာကိုသွားဖို့တော့မဝင်ရဲတော့ဘဲနဲ့အဲ့ဒီအကြောင်းကိုသူ့သားကိုဘယ်လိုပြောပြရမလဲဆိုတာကိုသာစဉ်းစားနေခဲ့ပါတော့တယ်။ဒီလိုနဲ့ပဲဥတာပုံကသူ့သားတယောက်တည်းရှိတဲ့အချိန်မှာဒါ အဖေသားကိုပြောစရာရှိတယ်။ဒါကဒီလိုကိစ္စတွေကိုအယုံကြည်မရှိပဲမဲ့။ဒီတခါတော့အဖေပြောတာကိုလက်ခံပြီးပါကွာ။နင်းရဲ့မိမကလည်းအရန်ကိုလှပတယ်ထင်းနေပဲမဲ့။တကယ်တော့မင်းရဲ့မိမကလူမဟုတ်ဘူးတားရဲ့။တရေမတရေမတကောင်ပါ။ဥဒပုံပြောတာကိုကြားလိုက်ရတဲ့အခါမှာတော့တောင်းကဒီလိုကိစ္စနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ဘေးကိုအရန်ကိုဒေါသထွက်သွားခဲ့ပါတယ်။ တောင်ကသူ့ရဲ့ဘေကသူ့ရဲ့မိမကိုအဲ့လိုပြောလိုက်တဲ့အတွက်အရန်ကိုမကျင်မနဲ့ဖြစ်ပြီးတော့အဲ့ဒီနေ့ကဥဒဘုံနဲ့သူနဲ့စကားအရန်ကိုအကြီးကျယ်ထွက်ပြီးတော့ဥဒဘုံကအိမ်ကနေပြီးတော့နှစ်ရက်သုံးရက်ကြာတဲ့အထိထွက်သွားခဲ့ပါတယ်။ဥဒဘုံထွက်သွားခဲ့တာကို တောင်ကကျဉ်းနှန်းနေပုံပါပဲ။ဘာလို့လဲဆိုတော့သူကသူ့မိမနဲ့အတူမနေရတာကြာပြီဖြစ်တဲ့အတွက်ကြောင့်ပါ။ညနေတဲ့ခါမှာတော့တောင်ကသူ့ရဲ့မိမကို သူ့ရဲ့ဖေလည်းမရှိတဲ့အတွက်အလေခွင်းထဲမှာကြက်တောင်ရှာဖို့အတွက်မိမကိုခေါ်သွားခဲ့ပါတယ်။တောင်ကကြွက်တွေများကြီးဖမ်းမိပြီးတော့သူ့ရဲ့မိမကိုပြေးထားခဲ့ပါတယ်။တောင်ကသူ့ရဲ့နောက်မှာအစာတွေဝါးစားနေတဲ့အတန်လိုထူဆန်းတဲ့အတန်တွေကြားလိုက်ရပါတယ်။ခဏကြာတဲ့အခါမှာတော့တောင်ကသူဖမ်းမိထားတဲ့ကြွက်အများစုဖျောက်သွားတာကိုတွေ့လိုက်ရတဲ့အတွက်တန်တရားဝင်လာပြီးတော့စတင်ကြောက်ရွံ့လာခဲ့ပါတယ်။အဲဒီနောက်မှာတော့ သူ့ရဲ့မိမကတကယ်ပဲတရေမှဖြစ်နေတာကိုသိတတ်ရတဲ့အတွက်တောင်းအားမဆိုင်မတော်ပဲနဲ့သူ့ရဲ့အိမ်ကိုချက်ချင်းပြန်ပြေးသွားခဲ့ပါတယ်။ဒီလိုနဲ့တရေမကသူ့ရဲ့ယောက်ျားသူ့ကိုရိမ့်မိသွားတဲ့အခါမှာတော့အယံကိုဒေါသထွက်သွားပြီးတော့အဝန်လေးကတောင်းရဲ့နောက်ကိုချက်ချင်းပဲလိုက်သွားခဲ့ပါတယ်။အိမ်ပြန်ရောက်တဲ့အခါမှာတော့တောင်းကအယံကိုကြောက်လန့်နေပြီ။ဘာလို့ရမှန်းမသိဖြစ်နေခဲ့ပါတယ်။တောင်းကအယံပဲကြောက်လန့်ပြီးတော့ဘလို့နေထိုင်ရမှန်းမသိ ပတ်လည်နေရမှမသိမှောက်ခုံနေရမှမသိဖြစ်နေတဲ့အချိန်မှာတော့သူပတ်လည်နေရင်တရေကအမြင်နာပြင်မဲ့မှောက်နေရင်တော့တရေမကိုမမြင်နိုင်ဘူးလို့ထင်ခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့အတွေ့ကမှားသွားခဲ့ပါတယ်။တောင်ကမှောက်နေတဲ့အချိန်မှာတရေမကအေရောက်ကနေပြီးတော့တောင်ရဲ့မျက်လုံးတွေကိုချက်ချင်းပဲစုပ်ယူစားတော့လိုက်ပါတော့တယ်။ဒီလိုနဲ့နောက်တနည်းမနက်မှာတော့အိမ်ကနေထွက်သွားတဲ့ဥဒပုံကအိမ်ကိုပြန်ရောက်လာခဲ့ပါတယ်။ အဲရောက်တော့သူ့ရဲ့သားကိုလှမ်းခေါ်ပေမဲ့ဘသူမှမရှိခဲ့ပါဘူး။ဖခင်ဖြစ်သူဟာဇိုးရင်တကြီးနဲ့အပေါ်ဓာတ်ကိုတက်ချတဲ့အခါမှာတော့သူ့ရဲ့သားကမှောက်လျက်နဲ့လဲလျောင်းပေဆုံးနေတာကိုတွေ့ခဲ့ရတဲ့အတွက်သူ့ရဲ့သားကိုချက်ချင်းလှမ်းကြည့်လိုက်တဲ့အခါမှာတော့မျက်လုံးတွေမရှိတော့ပါဘူး။ဒါကိုမြင်တော့ကူတာပုံကမူယူပြီးတော့ဝမ်းနဲ့ဒေါသတွေထွက်ခဲ့ပါတယ်။သူ့ရဲ့သားဒီလိုအဖြစ်ဆိုးနဲ့တေဆုံရခြင်းက နန်းတိန်ဟိမန်းဆိုတဲ့တရေမရဲ့လက်ချက်ဆိုတာကိုသူချက်ချင်းသိလိုက်ရပါတယ်။ဒီလိုနဲ့မကြခင်မှာပဲတောင်းရဲ့ရုပ်ကလပ်ကိုမိတကြိုဖြစ်လိုက်ပါတယ်။သားဖြစ်သူရဲ့ဇာပနာအစီအစဉ်တွေပြီးစီးသွားတဲ့နောက်မှာတော့ဥသာပုံကဖိုးသိကိုသွားရှာခဲ့ပါတယ်။သူကအဲ့ဒီတရေမကိုရှင်းလင်းဖို့အစီအစဉ်ရှိကြောင်းပြောပြပြီးတော့ဖိုးသိကိုအကူအညီလိုချင်ကြတယ်။တရေမကိုဆွဲဆောင်ပြီးတော့အိမ်ခေါ်လာဖို့အတွက်ဖိုးသိကိုပြောပြခဲ့ပါတယ်။ အစပိုင်းမှာတော့ဘိုးတေကသူ့တရားမာကိုကြောက်တဲ့အတွက်ဥဒမုံတောင်းတဲ့အခုကြီးကိုညှင်းဆန်ခဲ့ပါတယ်။ဒါပေမဲ့လည်းဖခင်ရဲ့ဂျေဆုကြီးတွေရှိတဲ့အတွက်ဥဒမုံကိုကူညီဖို့သဘောတူလိုက်ပါတယ်။ဒီလိုနဲ့သဘောတူပြီးတဲ့နောက်မှာတော့သူတို့နှစ်ယောက်ကတရားမာကိုလိုက်လံဖမ်းဆီးဖို့အတွက်လမ်းနဲ့ကြိယာတွေကိုပြင်ဆင်ကြပါတယ်။သူတို့ရဲ့အစီအစဉ်ကဘိုးတေဟာမိမိမျိုးကိုမျိုးဆွဲပြီးတော့ချစ်သူအဖြစ်ဟန်ဆောင်သွားရမှာဖြစ်ပါတယ်။ဒါပေမဲ့အမှန်တရားကိုသိသွားတဲ့အခါမှာတော့ လက်မခံနိုင်တဲ့ဟန်နဲ့ချက်ချင်းကိုအိမ်ကိုပြန်ပြေးလာရမှာဖြစ်ပါတယ်။ဒါကနန်းတိန်ဟိမန်ကိုနောက်ထပ်ရစီပြီးတော့ဒေါသထွက်စီမဲ့အကြောင်းအရာတစ်ခုပါ။ရပောင်းများစွာညပောင်းများစွာအစီအစဉ်တွေသူတို့နှစ်ယောက်ကရေးဆွဲပြီးရဲ့နောက်မှာတော့အကောင့်တွေကိုစတင်ပြီးတော့ပေါ်လာပါတော့တယ်။ဥဒါမုံကစနိုက်ပါတနက်ကိုယူဆောင်ပြီးတော့အိမ်မိုးပေါ်မှာနေရာအသင့်ပြင်ယူထားခဲ့ပါတယ်။ တင်ဟီမန်တရေမာကိုချောင်းပြစ်ဖို့အတွက်စတင်လှုပ်ဆောင်ပါတော့တယ်။ဖူသိကတရေမာကိုလှည့်စားပြီးရဲ့နောက်မှာတော့တရေမာဟာအကြီးကျယ်ဒေါသထွက်သွားခဲ့ပါတယ်။ဖူသိနောက်ကိုအရှင်ုံပြင်းစွာချက်ချင်းပဲလိုက်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲတနတ်တန်ကပေါ်ထွက်လာပြီးတော့တင်ဟီမန်တရေမာကမိဘကိုလဲကျသွားပြီးတော့တီဆုံသွားခဲ့ပါတယ်။ဆုံးမှာတော့ဥတာပုံတရားဖိုးသေးရဲ့အကူအညီနဲ့ ူရန်ချေရတဲ့တားပြစ်သူအတွက်လက်စားချေလိုက်ပါတယ်။